လက်ထဲမှာတိန်းတစ်ထောင်တစ်ထောင်ပဲရှိရဆိုလို့ရှိရင်တိုက်ခန်းဝယ်မှာလားမြေကွက်ဝယ်မှာလား ကျွန်တော်အရှိတကုံနဲ့တောင်တကုံနေရာတော်တော်များများလေးတွေမှာအာကျွန်တော်သိန်းတစ်ထောင်နှစ်ထောင်ဝန်းကျင်နဲ့ညီကွက်ကလေးလည်းရသေးတယ်။ချုံနေရာဆိုရင်ဈေးတော်တော်လေးကိုတက်တာတော့ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အဲ့နေရာတွေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ဖွံ့ဖြိုးတိုးတက်သေးတာကိုကျွန်တော်မတွေ့ရသေးဘူး။တချို့နေရာတွေမှာဆိုရင်ရေဒီမီတွေမရှိဘူးပေါ့နော်။အဲ့ဒါရင်လည်းဈေးနှုန်းသွားတူတဲ့တိုက်ခန်းတွေကိုကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်လည်းတစ်ထောင်နှစ်ထောင်နဲ့ရနိုင်တဲ့အနေအထားမှာတွေ့ရတယ်။ဆိုတော့တိုက်ခန်းနဲ့ညီကွက်ဘယ်ဟာကိုရွေးချယ်မလဲဆိုတဲ့ဟာကိုစဉ်းစားနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဗျာ။အရင်ဆုံးကိုပါလို့ရှင်တဲ့ပုံမူတည်ပြီးတော့မှ ှာကျွန်တော်ကတော့ဆုံးဖြတ်စီချင်ပါတယ်ကိုကငွေမကင်နာကျင်တော့အင်ချမ်မီလုပ်ငန်းထဲမှာကျွန်တော်ရင်းနှီးမြှုပ်နှံထားမယ်ပေါ့နော်ချက်ချင်းလည်းနေဖို့လည်းမလိုသေးဘူးကြိုင်းနေမှာပြန်ရောင်းမယ်အခုချက်ချင်းလည်းမရောင်းသေးဘူးဆိုလို့ရှိရင်တော့မုတ်ဖွင့်ပြိုးသေးတဲ့နေရာမှာမြေကွက်ဝယ်တော့ကျွန်တော်ပို့ပြီးတော့မှအားပေးပါတယ်အဲ့လိုမျိုးပဲနဲ့ကိုကဝယ်ပြီးတော့မှအချာကြီးမသိမ်းနာကျင်ဘူးအမျက်စုံတစ်ခုရတဲ့အချိန်မှာပြန်ပြီးတော့မှရောင်းကျင်တယ်ဝယ်ရောင်းလို့ပုံစံမျိုးလုပ်ကျင်တယ်ဆိုလို့ရှိရင်တော့တိုက်ခန်းကိုပို့ပြီးတော့မှဝယ်သိမ်းပါတယ်ခင်ဗျတိုက်ခန်းနဲ့မြေကွက်အားသာချက်အားနည်းချက်လေးကိုကျွန်တော်နည်းနည်းလေးပြောပြပေးပါမယ်ကျွန်တော်မုတ်ဖွင့်မျိုးသေးတဲ့နေရာမှာကျွန်တော်မြေကွက်ဝယ်ရဲဆိုလို့ရှိရင် ခွင့်တော့မဖွင့်ပြသေးဘူးဒါပေမဲ့ကိုကမြေကြီးရတဲ့အနေထားမှာရှိတယ်နောက်တစ်ခုကအချိန်ကိုကြာပြီးကိုတင်ထားနိုင်လေ ကုရားနိုင်လေဈေးတက်လာတဲ့အမြန်ဆုံးပို့ရအနေထားပို့ပြီးတော့မှများလာမယ်။ကြေပဲကိုကပြန်မရောင်းဖြစ်ဘူးဆိုရင်တော့မှကိုအိမ်ပြန်ဆောက်ပြီးတော့မှနေလို့ရတယ်အနေထားမှာရှိပါတယ်။ကိုဝယ်လိုက်တဲ့ပတ်ဝန်းကျင်နေရာလေးကိုတော့တစ်ချက်ကြည့်ရမှာပေါ့နော်အနာဂတ်မှာအလားအလာရှိလား develop ဖြစ်ဖို့အတွက်ကရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာလေးတစ်ချက်တော့လေ့လာဖို့လိုမယ်အကယ်၍ကိုရဲ့ပတ်ဝန်းကျင်က develop ဖြစ်လာတယ်ကိုရဲ့ခြံကဈေးများများရနေပဲဖြစ်ပါတယ် တိုက်ခဲကြတော့အယောင်ဝယ်လောက်ရတာမြန်နေဝယ်ပြီးတော့ပြန်ရောက်မယ်ဆိုလို့ရှိရင်လည်းတိတ်စောင့်ကြရမလိုဘူး။အဲကိုကမနေပြဘူးဆိုရင်တော့မှအငားပြန်တင်လာလို့ရတယ်။အင်ကန်ဆွင်းတစ်ခုရတာပေါ့။ဒါပေမဲ့တိုက်ခဲဖြစ်တဲ့အတွက်မြေပိုင်းတလူမျိုးတော့ကျွန်တော်တို့ခံစားရမှာမဟုတ်ဘူးပေါ့နော်။တိုက်ခဲတဲ့မြေကွက်က အာကျွန်တော်တို့ပြန်ပြီးတော့မှရောင်းဝယ်လုပ်တဲ့ခါကျလို့ရှိရင်အမြန်ဆုံးရဖို့ရနေရတော့သိပ်ပြီးတော့မှမတူပါဘူးခင်ဗျအချို့ကအဖြစ်ပြောမယ်ဆိုရင်မင်းမင်းဆက်ဆံတဲ့အရောင်းဝယ်လုပ်ရှင်နေဆိုလို့ရှိရင်တော့တိုက်ခန်းကိုဝယ်သိမ့်ပြီးတော့မှကိုယ်ငွေမကန်ထားခြင်းတော့ပြစ်ထားမယ်ဥရားခြင်းနဲ့လူဆိုတဲ့လူတွေတော့ကတော့ကျွန်တော်မြေခွက်ကိုစဉ်းစားသိမ့်ပါတယ်ခင်ဗျအခုကြည့်နေတဲ့လူတွေကတော့တိုက်ခန်းတဲ့မြေခွက်ဆိုရင်ဘယ်ဟာဝယ်ပါ